ားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆရာနေတာပဲဖြစ်ပါတယ်အဲ့တော့ဒီနေ့မှာကျွန်တော်ဝင်ဝင်များတယ်ပတ်စံဝင်မယ်ခုမှရှိနေတဲ့စီးစိမ်ဥစ္စာလာပါတွေတိုးပွားစေတဲ့ရရရာလေးတစ်ခုကိုကျွန်တော်ပြောပြပေးခြင်းပါတယ်ရရရာတစ်ခုဆိုပေမဲ့လည်းလောက်ကတဲ့ဟာလေးတွေလိုရှိကြတယ်ပေါ့နော်အဲ့တော့ဒီရရရာကကျွန်တော်ပါလေဆိုကျွန်တော်တို့မန်ဂိုက်ပါတဲ့ဖရားပါမန်ဂိုက်ပါတဲ့ဖရားဆိုတာကျွန်တော်တို့ဒီပတရဖူလိုမျိုးဒီကျွန်တော်ကျွန်တော်တို့ကျွန်တော်တို့ဒီမဟာမြတ်လိုမျိုးပုံစံမျိုးဖရားမျိုးကို ပြောတာဗျအဲ့လိုမျိုးဖရားမျိုးကိုမန်ဂိုက်ပါတဲ့ဖရားလို့ခေါ်ပါတယ် ဲ့လိုဖရားမျိုးမှာစပယ်ပန်းကုန်းလှူပေးပါပြီးရခါကျတော့မိမိရဲ့အိမ်မှာစက်ပြခဲစက်ပြခဲ အမွှေးရှိရပေါ့အဲ့စက်ပြခဲအမွှေးပေါ်မှာစပယ်ပန်းလေးတွေကိုဘဝနေတင်ပြီးတော့ပတ်စံအုပ်ပတ်စံတွေတိုးပွားပါစေလက်လာပါတိုးပွားပါစေဆိုပြီးတော့ဆူတောင်းပြီးတော့မှဒီထားပါဖရားစင်ပေါ်တင်ဖို့မဟုတ်မိမိရဲ့အခန်းတော်၎င်းအဲကန်းတော်၎င်းဒီအမြင့်တဏ္ဍာရမတော်၎င်းတင်ထားပါစပယ်ပန်းလေးတွေကိုလဲလဲပြီးရင်လဲလဲပေးပြီးတိုင်းဆူတောင်းလို့ရတယ်စပယ်ပန်းရှိနေသေးဆူတောင်းလို့ရတယ် အဲ့တခုနောက်တစ်ခုကကြတော့ပါလေဆိုတော့မြတ်စွာအိမ်မှာရှိနေတဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုကျွန်တော်တို့ဒီဇီးရုံเนาะဇီးရုံကို6ပုံလုပ်မယ်6ပုံလို့ပြောကြအောင်မလို့6စီလည်းဖြည့်ဖြည့်မယ်ဟိုเนาะ6ပုံဖြည့်ပြီးတော့ဗျာခင်ဗျားတို့တပုံမှာဗနက်စီထားတာတိုက်လောက်ထားလို့ရတယ်6ပုံဖြည့်ရပြီပြီးတော့အဲ့ဒီ6ပုံပေါ်မှာတပီရွက်เนาะတပီရစိုက်တဲ့တပီရပါတယ်တပီရွက်ဖြည့်ပြီးပါတယ်တပီရွက်ကိုအဲ့တပုံစီမှာတပီရွက်တရွက်စီကိုအပေါ်ကနေပြီးတော့တစ်ခုချင်းစီတင်ပေးပါ ်နော်ဟိုဒါမိမိရဲ့အိမ်မှာဒီပြောမှဆိုရင်တော့နှစ်ရက်ကိုတစ်ချိန်သုံးရက်ကိုတစ်ချိန်မျိုးလုပ်ပေးပါပြီးတော့လက်လာပါတွေတိုးပွားဖို့ဆိုပြီးတော့ဆူတောင်းပေးပါခုနကကျွန်တော်ပြောတဲ့ဆက်ပြမွေးပေါ်မှာဆက်ပြခဲပေါ်မှာစပယ်ပန်းတင်တဲ့ဟာလည်းနေတိုင်းလုပ်နိုင်အောင်ကောင်းတာပေါ့နော်စပယ်ပန်းရနေတိုင်းလုပ်နိုင်လည်းကောင်းတယ်ပြီးရက်ခါကျတော့တပတ်ကိုတစ်ချိန်ကိုလကောင်းဒီတိလားရှင်တွေကိုတိလားရှင်တပားကိုစံသုံးပြီးပေါ့ခင်ဗျာဘာနဲ့ပြီးလှူနိုင်မလဲဘာနဲ့ပါလှူနိုင်မလဲအဲ့တော့တပားလှူနိုင်တပားလှူနှစ်ပားနိုင်နှစ်ပားလှူပေါ့နော်အဲ့ဒါလှုပ်ပေးပါပြီးရက်ခါကျတော့ဒီ area တွေကိုလုံနေတဲ့အချိန်မှာပတိစိတ်ပေးရမယ် ဆရာပရိယာမှာခက်ခက်ခက်ခဲမဟုတ်ဘူးအရင်ခက်ခဲနေတာမဟုတ်ဘူးဒုတိယမိဘုတ်တန်တရဏံကိစ္စမိဒုတိယမိဓမ္မန္တရဏံကိစ္စမိဒုတိယမိတန်ကန္တရဏံကိစ္စမိဒီ၃ခုကိုပရိလုံးချမယ်နော်အဲ့ဒါကိုမနဲ့ပရိတပတ်ညပရိတပတ်စိတ်ပြီးနော်ခုနကနန်ခိုက်ပါတယ်ဖရားကိုဒီဘယ်လိုအချိန်ဒီမှာလောက်ရမလဲဆိုတော့ကျွန်တော်တို့အဲ့ဒါတွေကဖရားတွေမှာရှိကြတယ်အချို့အိမ်တွေမှာဆိုရင်တော့မန်ခိုက်ပါတယ်ဖရားတွေကိုကျွန်တော်ကိုးကွယ်ထားတာရှိတယ်အဲ့မှာလည်း ချိတ်ဆွဲထားလို့ရတယ်ဒီပူဇော်လို့ရတယ်အဲ့လိုလုပ်မယ်ဆိုတော့ကျွန်တော်တို့ဒီကျွန်တော်တို့ဒီဖျားရစုစုကိုတွားပြီးတော့ဟိုမှာလုပ်ပေါ့နော်ရွှေကုံဖျားမှာဆိုတော့မန်ကိုက်ပါဖျားတယ်အများကြီးရှိပါတယ်အခြားမြို့နယ်မြို့မြို့တွေမှာလည်းရှိကြပါလိမ့်မယ်နော်ဒီလိုမျိုးရှိပါတယ်အကယ်၍ပေါ့နော်ဟိုခင်ဗျားတို့အကယ်၍ပေါ့ဟိုမရှိဘူးဆိုခဲ့ရင်လေမန်ကိုက်ပါတဲ့ဖျားကို print ထုတ်ပုံထုတ်ပြီးတော့လေဒီပူဇော်လို့ရပါတယ်အဲ့တော့ကျွန်တော်ပြောတဲ့နေရာမှာနော်မန်ကိုက်ထားတဲ့မန်ကိုက်ပါတဲ့ဖျားကိုစပယ်ပန်းပူဇော်တာရဲ့ ီးရခါကျတော့စက်ပြမွေးပေါ်မှာစပယ်ပန်းတင်ပြီးတော့ဆူတောင်းတာရဲ့နောက်ပြီးတော့ဇီးယိုနဲ့တပည်လှူတာရဲ့ခုနကခါတာရဲ့နောက်တိရရှင်ကိုဆန်တော့ပေးလှူတာရဲ့ဒီရေရာလေးတွေပါအဲ့ဒါလေးတွေကိုဒီအနုလုံပြုလုံခေါ်တဲ့နေတိုင်းလိုတို့လကတကယ်တခြားဆိုလကောင်းအဲ့ဒါကိုဇက်တိုက်ပေါ်ဆိုလိုမျိုးပေါ့လုတ်ပေးပါအဲ့ဒါဆိုရင်တို့ခင်ဗျားတို့မှာရှိနေတဲ့အိမ်မှာရှိနေတဲ့စီကွားဥစ္စာလက်လာပါတွေတိုးတက်လာပြီးတော့ရွှေမရှားမွေရှားတဲ့ဘဝမျိုးပိုင်ဆိုင်ရပါလိမ့်မယ်အားလုံးစင်ကြပါစေအားလုံးလက်လာပါပူကြပါစေကျွန်တော်အနေနဲ့ဆုံးတောင်းပေးလိုက်ရပါတယ်ခင်ဗျာ